ဆလန်တဲ့ကျမညာဘက်တွေအလုံးမလုပ်တော့ဘူးဒါမဲ့အရင်ကတော့မြို့ရဲကပြုစုစောက်ရှောက်ရေးဆန္ဒမှာညာဆိုင်နေလုပ်ခဲ့တယ်စနေတင်းနေခုနေဆိုရင်သတိမိတ်လူနာတွေထားတဲ့ဌာနကိုကျမတက်ရောက်တဲ့တာဝန်ယူရတယ်လူနာ15ယောက်ရှိပြီးတော့တညာလုံးကျမတက်ရောက်တဲ့နဲ့အားလုံးကိုစောက်ရှောက်ရတာဆိုတော့တစ်ခါတလေတော့ခြောက်ချာစရာကောင်းတယ်မနေ့3နာရီဝင်းကျင်မှာကျမရောင်းလှည့်ပြီးတော့လူနာတွေကိုလိုက်ကြည့်ခဲ့တယ်အားလုံးကြမ်းကြက်မှမှာပဲအဲ့ဒီချိန်မှာလူခေါ်ပေးတဲ့အောင်ကြားလိုက်ရတယ်ရုတ်တရက်မို့လို့ကျမစက်သိန်းနေတောင်ထထွားခဲ့တယ် ဒီနေရာကအဆောက်နယ်ရှိတဲ့အဆောက်ဖြစ်ပြီးတော့မိုးတောင်လင်းသေးတာမဟုတ်ဘူး။ကျမလည်း brain mock ကအပြင်ကိုလှမ်းကြည့်လိုက်တော့ဘယ်သူမှရှိမနေခဲ့ဘူး။စိတ်ထင်တာပဲလို့ကျမတွေးလိုက်တယ်။အရေးပြတ်တာတွေကများပြီလေ။10မိနစ်လောက်နေတော့လူခေါ်ဘဲတန်ထက်ကြားပြန်တယ်။ကျမလည်း brain mock ကိုသွားပြီးတော့အပြင်ကိုထက်ကြည့်တယ်။ဘယ်သူမှရှိမနေခဲ့ဘူး။ဒါပေမဲ့လမ်းတစ်ဖက်မှာတော့ထူးဆန်းတဲ့ကားတစ်စီးရပ်ထားတယ်။ကျမလည်းလိုရမယ့်အရာတပုံရပ်ယူထားလိုက်ပါတယ်။ပြီးတာနဲ့တာဝန်ကျတဲ့နေရာစီကိုပြန်သွားခဲ့တယ်။ ပြီးတာနဲ့ပျော်ပျော်နေတက်ပင်မဲ့အသိစိတ်လွတ်နေတဲ့လူနာအမျိုးသမီးတူနဲ့ဖဲကစားဖို့ပြန်သွားခဲ့တယ်။ကျမထိုင်ချလိုက်တာနဲ့သူမကကျမကိုကြည့်ပြီးတော့ဟိုလူကြီးလူကောင်းကဘာလို့ကျင်လာတဲ့လဲအသေးလေးလို့ပြောခဲ့တယ်။ကျမကြိုးရိုးထဲမှာစိတ်ငနေပဲ။ဒါပေမဲ့စိတ်လွတ်နေတဲ့လူနာတွေကထယောင်ထယ်မှာမြင်တတ်ကြတာထုံးစံပဲလေ။ပြီးတော့ဒီလူနာကအချိန်နဲ့နေရာတွေကိုတောင်ကောင်းကောင်းသိတာမဟုတ်ဘူး။ဒါပေမဲ့9မိနစ်တောင်မပြည့်သေးခင်မှာပဲဘဲတဲ့မိလာပြန်တယ်။ဒီဒီချိန်မှာတော့ကျမကြောက်နေပြီ။ ကျမရဲ့နောက်လူနာတယောက်လည်းအိယာနိုးလာပြီးတော့စေးတုတ်တန်းကြီးကိုကရင်နဲ့ရှောက်သွားနေတယ်။ကျမဘရင်မောက်ကိုသွားတဲ့လမ်းမှာသူနဲ့တွေ့တော့သူကကျမဘက်လှည့်ပြီးတော့တယောက်တည်းတကားဖွင့်မပေးနဲ့သူကမင်းကိုနားကျင်အောင်လုပ်နိုင်တယ်လို့ပြောခဲ့တယ်။ပြီးရတဲ့ဆေးပြန်တုံနေခဲ့တယ်။ကျမဘရင်မောက်ကလည်းအပြင်ကိုလှမ်းကြည့်တော့ခုနကတွေ့ခဲ့တဲ့ကားရှိနေတော့မယ်။ကျမအပြင်ကိုရှောက်ကြည့်နေတော့မှပဲတကားရှိမှအရေးတစ်ခုကိုတွေ့လိုက်ရတယ်။လူတယောက်ကအပြင်မှာလမ်းလျှောက်နေရတာကနေ ကျမအရှိရဘရင်မောက်ကိုစိုက်ကြည့်ခဲ့တယ်။ကျမတို့မျက်လုံးချင်းစုံသွားတဲ့အခါကျမရှင်ထိတ်သွားခဲ့တယ်။ဒါကြောင့်လန့်ပြီးတော့အွန်လိုင်းမိပါတယ်။လူနာတွေလည်းလန့်ကုန်တယ်။အပြင်ကလူတွေထွက်ပြေးသွားခဲ့တယ်။ကျမရဲကိုကြောင်းကြားပြီးတော့မကြခင်မှာပဲရဲတွေရောက်လာတယ်။အဲ့ဒီချိန်မှာပဲကဘာပြက်နေတယ်လို့ပဲ။ရုပ်ရုပ်တဲ့တဲ့အတန်တွေကြောင့်လူနာ15ယောက်လုံးနိုးကုန်တယ်လို့ရဲနဲ့ယောက်လည်းဆန္နာတွေကိုရောက်နေပါပြီ။နောက်ဆုံးမှာကျင်နာတဲ့ရဲနဲ့ရောက်ရဲ့အကူအညီနဲ့လူတိုင်းစိတ်ငြိမ်သွားအောင်လို့ကျမလှုပ်ပေးနိုင်ခဲ့တယ်။ ဒီလမ်းထဲမှာပဲနောက်အမျိုးသမီးတဦးရဲ့အိမ်လဲဖောက်ထွေးခံခဲ့ရတယ်လို့ရဲတွေကပြောပြခဲ့တယ်။အဲ့ဒီအမျိုးသမီးအိမ်နေတုန်းတိုက်ခိုက်ခံခဲ့ရပြီးတော့အိမ်တစ်ခုလုံးကိုမှွေနှောက်ပြီးတော့ဆေးဝင်ရှာသွားခဲ့တယ်တဲ့။ဒီဆန္ဒကိုကတ်လာတဲ့လူကလည်းဆေးလိုခြင်းလို့ဖောက်ထွေးဝင်မဲ့လူပဲဖြစ်မယ်လို့ကျွန်မတွေးမိခဲ့တယ်။ကျွန်တော်ဆန္ဒကလုံခြုံနေလို့ပဲကျေးဇူးတင်ရမယ်။တရားခဏ်ကပိုလွယ်ကူတဲ့ပြစ်မှတ်ကိုရွေးချယ်သွားတဲ့ပုံပါပဲ။ဒါပေမဲ့ကျွန်မတွေးလို့မရတဲ့ကိစ္စကကျမရဲ့လူနာနှစ်ယောက်ကဒီဆန္ဒတွေကိုဝင်ပြီးတော့ ကျမတို့ဒုက္ခပေးမဲ့ယောက်ျားတယောက်အပြစ်မှရှိနေတာကိုဘလို့သိနေလဲဆိုတာပါပဲသူတို့နေရာကဘရင်းမောင်းနဲ့လည်းမနီးသလိုဘသူကိုမှလည်းမမြင်နိုင်ပါဘူးဒူးစန်းရဲ့အဆောက်ရှောက်ကပဲကျမကိုဆောက်ရှောက်ပေးခဲ့တာလားဒီတိုင်းမဲတိုက်ဆိုင်မှုလားတော့ကျမလည်းမပြောတတ်ပါဘူးဆန္နာက အကြီးပိုင်းနေရညဘက်မှာလူဝင်အားနေတာသိရနေဦးကျမနဲ့တူတူစောင့်ပေးဖို့နောက်လူတယောက်ထပ်မငှားပေးရနဲ့ကျမလည်းအဲ့အလောက်ကနေထွက်ခဲ့လိုက်ပါတယ် ဆက်လက်နဲ့ကျွန်တော်ကတင်ငိုင်းမြေပေါ်မှာစောက်ထားတဲ့ရေတန်းစင်ရေးစက်ရုံမှာအလုပ်လုပ်ခဲ့တယ်။အဲ့နေရာကတီးတန့်ဖြစ်နေပြီးမြို့နှမြို့ကိုဆက်ထားတဲ့ highway လမ်းဘေးမှာရှိတာပါ။ဘေးမှာကွင်းပြင်ကြီးတွေတစ်ပင်တွေရတွေ့ပြီးဘာမှမရှိပါဘူး။အဲ့တုန်းကတော့ညဆိုင်မှာကျွန်တော်တယောက်တည်းဖြစ်နေခဲ့တာပါ။ကျွန်တော်ဒီမှာရှိရတာကရေလဲဘေးကိုစစ်ဆေးဖို့ပစ္စည်းကိရိယာတွေချိန်ညှိဖို့ပါ။အရာအလုံးပုံမှန်တိုင်းလဲပတ်နေဖို့ပါ။ကျွန်တော်အလုပ်ချိန်ကြရင်တောက်ခတ်ထားတဲ့ရှစ်ပေမြင့်တန်ဆူချိုးခြံစည်းရိုးရဲနေရတာပါ။ ဒါမဲ့ဆက်ယုံတစ်ခုလုံးကိုသွားတဲ့တကားကိုတော့ခွင့်ထားပါတယ်။မနေ့တနားရီခွဲ၃နာရီလောက်မှထိန်းချုပ်ခန်းထဲထိုင်ရင်းပြီးတော့ဂိမ်းဆော့နေတော့အချိန်ဖြုံးနေခဲ့တယ်။ဂိမ်းသံတစ်ခုပဲတိတ်ဆိတ်မှုကိုချိုးဖျက်နေခဲ့တယ်။ကျွန်တော်ဂိမ်းထဲမှာမျောနေတော့အသက်တန်ကြားလိုက်ရတယ်။မြေကြီးပေါ်ဝေးလိုက်လို့အတန်းအော်ပြောနေခဲ့တယ်။ကျွန်တော်လှည့်ကြည့်လိုက်တော့တနက်ကင်ထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူကတန်ဆူးချိုးခြံစည်းကိုကြော်တက်လာပုံပါပဲ။သူ့တစ်ခုလုံးမှလည်း ခြေရရှာရတွေနဲ့သွေးထွက်နေခဲ့တယ်။ဘာတွေဖြစ်နေလဲဆိုတာနားလည်ဖို့ကျွန်တော်အချိန်ခဏယူလိုက်ရတယ်။အဲ့လူကအမြေပေါ်ဝစ်ချဖို့အတွက်ထပ်ဩခဲ့ပါတယ်။ဒီတခါတော့ကျွန်တော်တုံဆိုင်မနေဘဲနဲ့ဒူးထောက်ချလိုက်တယ်။သူကကျွန်တော်ကိုတနက်နက်ချိန်ထားပြီးတော့အနားကိုတိုးလာခဲ့တယ်။သူလုံးရမှာမို့လို့ပါဆိုပြီးတော့ကျွန်တော်ကိုတောင်းပန်နေတာကိုမှတ်မိနေသေးတယ်။တယောက်ယောက်ကကျွန်တော်ကိုတတ်ဖို့သူ့ကိုငှားလိုက်တာလားလို့တော့ကျွန်တော်တွေးမိသေးတယ်။လူငါတက်လာရအောင်လဲကျွန်တော်ဘာများလောက်ခဲ့မိလို့လဲ။သူကကျွန်တော်ရဲ့ကားတော့ပစံအိတ် ဖုန်းကိုတောင်းခဲ့တယ်။ကျွန်တော်လည်းအသာတကြီးပဲထုတ်ပေးလိုက်တယ်။ပြီးရတဲ့သူကျွန်တော်ကိုကြိုးတုတ်ခဲ့တယ်။ကျွန်တော်ရဲ့ဇပွဲနာကတိတ်နေပဲ။၎င်းဝက်ခြေချင်းဝက်တွေကိုပတ်ချီထားခဲ့တယ်။ကျွန်တော်မကြခင်သေးတော့မှလား။ဒါမှမဟုတ်ပြန်ပြီးဆွဲခံရတာလား။ဝေခွဲမရသေးပါဘူး။မိနစ်နဲ့ငယ်ကြတဲ့အခါမှာအဲ့ဒီလူကနောက်ဆုတ်သွားတယ်။ကျွန်တော်ကိုထပ်တောင်းမှန်ပြီးတော့အခန်းပြင်ကိုထွက်သွားတယ်။ခဏနေတော့ကျွန်တော်ထရက်ကားတန်ကိုကြားလိုက်ရတယ်။သူမောင်းထွက်သွားတဲ့ပုံမှာပဲ။ကျွန်တော်ကတော့ကြိုးတုတ်ခံထားတဲ့နေရာမှာပဲအထိတ်တလန့်နဲ့ထိုင်နေရင်းနဲ့စိတ်ငြိမ်အောင်စူးစမ်းနေခဲ့တယ် ကျွန်တော်လက်ကဝင်းနဲ့ခြေချင်းဝက်ကိုတိတ်ပတ်ထားတာကအရင်အကောင်းကြီးမဟုတ်တော့ကျွန်တော်လွတ်အောင်ရုံးနိုင်ခဲ့တယ်။ရေတန့်စင်ရေးကအရေးပေါ်ဖုန်းနဲ့ရဲတွေကိုကြောင်းကြားခဲ့ပါတယ်။ရဲတွေကအမြန်လာခဲ့မယ်တဲ့။ရဲတွေရောက်လာတဲ့အခါမှာတော့ကျွန်တော်ကိုမေးခွန်းနဲ့ရှောက်မေးပြီးကျွန်တော်ဖြေတာတွေကိုရေးမှတ်ထားခဲ့တယ်။နောက်နေ့မှအဲ့လူကိုမြို့ထဲမှာဖမ်းနိုင်ခဲ့ပါတယ်။လွန်ခဲ့တဲ့3-4ရက်အဲ့ဒီလူကထောင်ငါးပွားနေထွက်ပြေးခဲ့တာပါ။အဲ့လူကကြံရမရဖြစ်ပြီးတော့ရွေးစရာမရှိတော့တာနဲ့ ရေတန့်စင်စက်ယုံလေးကိုခိုးဝင်လာတာနေမယ်လို့ရေရရှင်းပြခဲ့တယ်။ရေတန့်စင်ရေစက်ယုံကလူနေအိမ်နေနဲ့ဝေးတဲ့နေရာမို့လို့ရဲတွေပြောတာဖြစ်နိုင်ခြေရှိပါတယ်။ကျွန်တော်ရဲ့ပတ်စံအိတ်ထဲကပတ်စံနေရာလွှဲရင်ကြံပစ္စည်းအလုံးပြန်ရခဲ့ပါတယ်။နောက်မြို့မှာကျွန်တော်ပစ္စည်းတွေကိုပေါင်းမိုးလုပ်ရင်းနဲ့အဖမ်းခံခဲ့ရတာပါ။အညာအကြောင်းကိုကျွန်တော်မကြာခဏတွေးမိလို့စိတ်ကူးတမှုပါခံယူခဲ့ရပါတယ်။အဲ့လူကကြာရမရဖြစ်နေခဲ့ပြီးတော့ကျွန်တော်တက်ပြဖို့တောင်စဉ်းစားခဲ့မိမှာပါ။ကျွန်တော်တက်လိုက်ရင်သူလည်းပြေးဖို့အချိန်ပိုရနိုင်တယ်လေ ကျွန်တော်ညဆိုင်လုံရင်းနဲ့ကြုံခဲ့ရတဲ့တခြားထူးဆန်းဖြစ်ရပ်တွေလည်းရှိပါသေးတယ်။ဒါမဲ့ဒီတစ်ခုကကျွန်တော်ကြုံဘူးသမျှမှာကြောက်ဖို့ကောင်းဆုံးပါပဲ။ဆလန်တော့အရင်နှစ်တွေတုန်းကတောင်ကယ်ရိုလိုင်းနားကဟိုတယ်တစ်ခုမှာကျွန်တော်ညဆိုင်ဆင်းခဲ့ရတယ်။နေရာဒီမှာဆိုရင်ဟိုတယ်ကိုလာတဲတဲ့သူများပါတယ်။အများအပြားမိသားစုတွေပါ။နေရာဒီမှာဆိုရင်ကမ်းခြေမှာလည်းအဆောင်ထားထားပါသေးတယ်။ဒါမဲ့စောင်းရာဒီမှာတော့အဲ့လိုမဟုတ်ပါဘူး။ အပတ်စဉ်ချပေးထားတဲ့ promotion ကြောင့်အလွာပေါင်းစုံလူပေါင်းစုံလာတဲကြတယ်ဒီလို promotion ပေးတာကလည်းအရန်အေးတဲ့ဒေသကလူတွေဒီ hotel မှာလာတဲအောင်မိတ်ခေါ်တဲ့သဘောပါပဲစောင်းထဲမှာကန်းကြီးကိုတလားလောက်လာနေတဲ့လူကြီးပိုင်းအတွဲတွေအတွက်ရည်ရွယ်တာပါဒါမဲ့ရည်ရွယ်ထားသလိုအမြဲဖြစ်နေတာတော့မဟုတ်ပါဘူးတဒါလုံးနဲ့ဈေးကသဘောကျကြင်စရာမကောင်းတဲ့သူတွေကိုလည်းဟိုတယ်မှာရေရှည်နေထိုင်သူတွေဖြစ်လာစေပါတယ်။ WY ချက်တာတွေလင်မယားချင်းလက်ပါတာတွေကိုအဲ့ဒီစောင်းတွင်းလာတွေမှာပိုးတွေ့ရပါတယ်။ ညာဆိုင်စီးရင်နဲ့စိတ်ဝင်စားဖို့ကောင်းတဲ့လူတွေနဲ့လည်းဆုံရပါတယ်။ကျွန်တော်ညာဆိုင်မှာကြုံရတဲ့ဇလန်တွေအများကြီးရှိပေမဲ့ဒီတစ်ခုကတော့မမေ့ရအရှိဆုံးပဲ။ဘာလို့လဲဆိုတော့ဒီတစ်ခုကကျွန်တော်အတွက်စသိမ့်မလာခဲ့လို့ပါ။ကျွန်တော်ညာတကောင်မှာအလုပ်လုပ်ရင်းနဲ့ကျွန်တော်ရဲ့ဘော်ရာအန်ဒရူးနဲ့မုတ်ထွက်စားလေးရှိတယ်။အန်ဒရူးကဒီဟိုတယ်နဲ့တခြားဟိုတယ်ကွဲနှစ်ခုမှာပြုပြင်ထိန်းသိမ်းရေးပိုင်းကိုတာဝန်ယူရသူလည်းဖြစ်ပြီးတော့သူလည်းညာဆိုင်မှာပဲ။ သူ့လောက်ပြီးတာနဲ့ကျွန်တော်စီရောက်လာတက်ပြီးတော့အမုတ်သွားစားရင် စကားဆက်မြည်ပြောလို့ရှိပါတယ်။မာထားတဲ့မုတ်တွေရောက်လာလို့သူကအပြင်ထွက်ယူတော့ကျွန်တော်ကရုံးငန်းထဲကကျွန်တော်ရဲ့ပတ်စံအိတ်ကိုပြန်သွားယူခဲ့တယ်။ဒါမဲ့လူခေါ်ပဲတန်ကြားလိုက်ရလို့ customer ရောက်လာပြီဆိုပြီးတော့ reception ကိုပြန်လှည့်လာခဲ့တယ်။ဒါမဲ့ကျွန်တော်တွေ့လိုက်ရတာကလဲကျနေတဲ့ Andrew ပါ။ကျွန်တော်ဘာမှမသိလိုက်ခင်မှာပဲလူတစ်ယောက်ကကျွန်တော်ရဲ့ခေါင်းကိုတန်ပိုက်နဲ့ရိုက်ခဲ့ပါတယ်။ကျွန်တော်လည်းကြွေကြသွားခဲ့တယ်။ သူကျွန်တော်ခေါင်းတန်ပိုက်နဲ့ထိုက်ရိုက်ခဲ့ပါတယ်။ကျွန်တော်မှတ်မိတာဆိုလို့အန်ဒရူးထွက်ပြေးသွားပြီးရဲနဲ့တွေ့လို့သွားမှရမယ်လို့သူတို့တွေပြောနေကြတာကိုပါပဲ။နောက်တော့ကျွန်တော်လည်းအရိုက်ခံရတဲ့ဒဏ်ရာကတက်တာပြီးတော့မတက်ထရနိုင်ခဲ့တယ်။ရဲစီဖုန်းဆက်တော့လည်းဆက်မရခဲ့ပါဘူး။ကျွန်တော်လည်းစိတ်တူတူနဲ့ဖုန်းကိုလွှတ်ပြစ်လိုက်တယ်။ကျွန်တော်နာကျင်နေပြီးတော့ထိတ်လန့်ကြောက်ရွံ့နေပါတယ်။သူတို့ပြန်လာနိုင်သေးတယ်ဆိုတာကျွန်တော်စဉ်းစားမိပြီးတော့တကားကိုတော့ခတ်ဖို့အပြေးသွားခဲ့တယ်။ အန်ဒရူးဘယောက်နေမှမသိတာမို့လို့စိတ်ပူနေမိတယ်။နောက်ဆုံးမှာတော့911ကိုဖုန်းဆက်လို့ရခဲ့ပြီးတော့ခေါင်းကိုတုံးနဲ့ရိုက်ခံထားလို့အကူအညီလိုတယ်။လူနာတင်ကားလိုတယ်လို့ပြောခဲ့တယ်။ရဲရီနဲ့လူနာတင်ကားမလာခင်အထိဟိုတယ်တကားကိုကျွန်တော်တော့ပိတ်ထားခဲ့တယ်။နောက်မှပဲအဲ့လိုလူတွေကအန်ဒရူးကိုတသိနဲ့အမောက်တိတ်လိုက်တယ်ဆိုတာကိုသိခဲ့ရတယ်။အန်ဒူးကဘရင်ဘောက်ကနေခုံထွက်ပြီးတော့လွတ်မြောက်သွားခဲ့တယ်။ခံကောင်းစွာနဲ့သူထွက်ပြေးနေတော့မှလှဲကင်းရဲကားနဲ့ဆုံးခဲ့တယ်။ကျွန်တော်ကတော့စိတ်ယုံအေးပေါ်ကန်ကိုရောက်သွားပြီးတော့ခေါင်းအဆဲကျက်လောက်ချုပ်လိုက်ရပါတယ်။ ။နာကျင်မှုတတအောင်လဲမော်ဖင်းထိုးပေးခဲ့ရတယ်။ကျွန်တော်ရဲ့ကောင်းကိုတန်ပိုက်နဲ့နှစ်ချက်ပဲအရိုက်ခံလိုက်ရတာလို့ကျွန်တော်ထင်ခဲ့တာပါ။ဒါမဲ့ဟိုတယ် CCTV ကိုပြန်ကြည့်တဲ့အခါမှာအဲ့ဒီလူကကျွန်တော်ဒူးခွေးသွားတဲ့အချိန်မှာခေါင်းတစ်ချက်ပဲရိုက်တာမဟုတ်ပါဘူး။ဆယ်ချက်လောက်ကိုဇက်တိုက်ရိုက်ခဲ့တာပါ။ကျွန်တော်ကအတမိုက်ကိုပြန်ဆွဲလုပ်ပြီးတော့မတက်ထားဘူးစူးစမ်းခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့လိုဖြစ်ခဲ့တာကိုကျွန်တော်လုံးဝမမှတ်မိတော့ပါဘူး။အဲ့လူကကျွန်တော်ကိုတန်ပိုက်နဲ့ရိုက်လက်သီးနဲ့ထိုးလုပ်နေခဲ့တာပါ နောက်ဆုံးသူနဲ့ကြံရပါကအန်ဒရူးထွက်ပြေးသွားပြီးတော့အရေးခေါ်လာတယ်လို့လာပြောမှပဲရက်သွားခဲ့တာပါ။သူတို့ကျွန်တော်ကိုဘာလို့ရန်ရှာခဲ့လဲဆိုတာကိုတော့အခုထိမသိခဲ့ပါဘူး။ရဲတွေကတော့အန်ဒရူးလွတ်သွားလို့ဓမြတိုက်တာမအောင်မြင်သွားတာကျွန်တော်တည်မသွားတာလို့ယူဆခဲ့ပါတယ်။ကျွန်တော်စဉ်းစားလို့ရတဲ့နောက်ထပ်ဖြေရှင်းချက်တစ်ခုကတော့ကျွန်တော်ညာဆိုင်လုံရင်နဲ့ဆက်ဆံခဲ့ရတဲ့လူတွေကကျွန်တော်ကိုမကျင်တဲ့တရားရောက်ကလက်စားချီတယ်ဆိုတာပါပဲ။ဥပမာပြောရရင်လက်ပါနေတဲ့အတွဲအခန်းတကားဖြတ်ပြီးတော့ဝင်ဆွဲတာမျိုး ဒါမှမဟုတ်ရင် WI ချက်တာကိုကျွန်တော်ရှာတွေ့သွားတဲ့ကိစ္စမျိုးတွေပေါ့ကျွန်တော်နေပြန်ကောင်းလာတဲ့အခါမှာတခဏတော့ညာဆိုင်ပြန်လုပ်ခဲ့တယ်။ဒါမဲ့စိတ်တရားရသွားပြီးအဲ့လိုမျိုးထပ်ဖြစ်မှအရန်ကြောက်နေခဲ့တာပါ။ဒါကြောင့်တခြားအလုပ်ရှာခဲ့ရပါတယ်။ဒါ့အပြင်ကျွန်တော်ကိုရိုက်ခဲ့တဲ့သူကိုလည်းရေးရရှာမတွေ့ခဲ့ပါဘူး။ဆက်လန်းလေဒီထုတ်လို့ရေးစက်ယုံကြီးမှာကျွန်တော်ညာဆိုင်ဆင်းခဲ့ပူပါတယ်။ညာဆိုင်မှာလူဦးရေကနည်းနည်းပဲရှိပြီးတော့ဒီထဲမှာလုံခြုံရေး၅ရောက်ရှိပါတယ်။ ကျွန်တော်တို့၅ယောက်ကတော့ကြီးကြပ်ရေးနဲ့ထုတ်ပို့တာကိုတာဝန်ယူရပါတယ်။ကြီးကြပ်ရေးမှုတရားနေနဲ့ရုံးခန်းမှာထိုင်ပြီး CCTV တွေကိုထိုင်ကြည့်စစ်ဆေးရပါတယ်။များသောအားဖြင့်တော့တိတ်ဆိတ်ပြီးပြင်းမှုကောင်းပါတယ်။ Halloween ရောက်ခါနေညတညမှာကျွန်တော်နားချိန်ခဏရခဲ့တယ်။ဂျာတိဥရုကချမ်းလာတာမို့လို့ကျွန်တော်လည်းဂျာကင်ကိုကားရဲကသွားယူပြီးတော့စစ်လူလဲတောက်ဖို့လှုပ်ခဲ့တယ်။ကျွန်တော်နောက်တကားနဲ့ပြုံထွက်လာခဲ့တယ်။နောက်တကားနဲ့ဆယ်ခဲလောက်กว่าဖြစ်မဲ့ထင်တယ်။မိကလည်းလှုပ်ရှားမှုရှိမှအလိုလျောက်ဖွင့်တာဆိုတော့ မီးပွင့်နေအောင်လို့ကျွန်တော်လက်ကိုတစ်ချိန်လုံးလှုပ်နေခဲ့ရတယ်။ရှန်စီယွန်းလာရောက်တဲ့အထိညက်တွေအရိတ်တွေကြီးပဲ။အလင်းကအဲ့လောက်အဝေးကြီးတော့မရောက်ပါဘူး။ကျွန်တော်ရဲ့ဖုန်းကဗီဒီယိုလေးတွေကိုကြည့်နေတော့မှပဲလှုပ်ရှားမှုမရှိတာကြောင့်မီးပိတ်သွားခဲ့တယ်။ကျွန်တော်ကအမောင်းထဲမှာခဏထိုင်ရင်းနဲ့ကော်ဖီလေးတောက်ပြီးတော့ secret ကိုလက်စားတက်နေခဲ့တယ်။စလစ်ကုန်တာနဲ့မီးပြန့်လဲလာအောင်လို့လက်ကိုရမ်းပြခဲ့တယ်။ဒါမှပဲပြောင်းဝက်ကိုရှာလို့ရမှာပါ။ မီးလင်းလာတဲ့အချိန်မှာခြံစည်းရိုးအပြင်ဘက်ကအတန်တွေကိုကြားလိုက်ရတယ်။အပြင်မှာတရိတ်ဆန်တွေရှိပါတယ်။သူတို့ရဲ့အော်တန်တွေကစက်ဖို့ကောင်းပါတယ်။ကျွန်တော်မတက်ထားရိုက်တဲ့အချိန်မှာတော့မှခြံစည်းရိုးတန်စကားရမ်းနေတဲ့အတန်ကိုကြားနေရတော့မယ်။ကျွန်တော်လှမ်းကြည့်လိုက်တော့ဘာမှမမြင်ခဲ့ရပါဘူး။မီးလင်းအောင်ကလည်းစက်ဝိုင်းပုံအကွက်လေးရဲ့လွယ်တခြားပါအောင်မှအလဲမရဘူး။ကျွန်တော်ဦးဆုံးတွေးမိတာကဟယ်လိုဆိုပြီးတော့နှုတ်ဆက်ဖို့ပဲ။တကယ်လဲမေးခွန်းမေးတဲ့လေတန်နဲ့နှုတ်ဆက်ဖြစ်ခဲ့တယ်။အမောင်နဲ့ကျင်သားရအောင်လို့မျိုးလုံးမှီးကြည့်ပေမဲ့စလိုက်မီးတွေကြောင့်ကျင်သားရဖို့ခက်ပါတယ်။ ။စလိုက်မီးပိတ်သွားတဲ့လောက်အောင်ကြောင့်ပဝင်းကြီးကိုစမြင်ရပါတယ်။ခြံစည်းရိုးလှုပ်လာတယ်။ကျွန်တော်မျက်လုံးတွေအမှောင်နဲ့ကျဉ်းသားရလာတဲ့အထိလှုပ်ရှားမှုကိုတွေ့ခဲ့တယ်။ခြံစည်းရိုးပြင်ဘက်ကလူကခြံစည်းရိုးကိုတမင်လှုပ်နေတယ်လို့ပဲ။ကလေးတယောက်ကကျွန်တော်တို့ကိုခြောက်နေတာလို့ပဲကျွန်တော်တွေးလိုက်ပါတယ်။ဆက်ယုံကဘယ်တော့မှမပိတ်တာကိုမသိကြတာမို့လို့အရင်လိုအထဲကိုခိုးဝင်မှုစူးစမ်းနေရလဲဖြစ်နိုင်ပါတယ်။ဒါပေမဲ့အဲ့လိုဖြစ်တာရှားပါတယ်။ပြီးတော့အခုကလူတယောက်သေးပါကျွန်တော်လည်းစိတ်ပူလာတာနဲ့ပဲရုံးခန်းထဲရလုံခြုံရေးကို walkie talkie နဲ့လှမ်းခေါ်ခဲ့တယ် စက်ရုံမြောက်ဖက်ရဲ့ခြံစည်းရိုးပြင်မှာ အလဲလာသူတယောက်ရှိတယ်လို့ပြောခဲ့တယ်။ဒီ area တစ်ခုလုံးကို CCTV အပြည့်တက်ထားတယ်ဆိုတာကျွန်တော်သိတယ်။အဲ့တော့ခြံစည်းရိုးကိုရှင်းရှင်းလင်းလင်းစစ်ဆေးနိုင်လိမ့်မယ်။ကျွန်တော်ရဲ့ walkie talkie ကအသက်မီလာပြီးတော့လုံခြုံရေးပြန်ပြောခဲ့ပါတယ်။ခြံစည်းရိုးမှာဘာလို့ရှာမှုမှမတွေ့ရဘူး။အပင်နေကြမှာလှုပ်နေရများလား။မဟုတ်ဘူး။တို့တွေကငါးရှိတယ်ခြံစည်းရိုးကိုလှုပ်နေတာ။ကျွန်တော်ပြန်ပြောလိုက်ပါတယ်။အဲ့နောက်မှာကိစ္စတွေကမျက်မျက်ဆန်းဆန်းဖြစ်သွားခဲ့ပါတယ်။ အတန်ကျဲကြီးတောင်ကြားလိုက်ရပြီးတော့လူတစ်ယောက်ကကျွန်တော်တက်တက်ကိုပြေးလာတာကိုတွေ့လိုက်ရတယ်။ကျွန်တော်လည်းစက်ယုံလေးကိုပြန်ပြေးဝင်ခဲ့ပါတယ်။လက်ထဲကကော်ဖီရောင်မှမှောက်ကြကုန်တယ်။အထက်ရောက်တာနဲ့တကားကိုလော့ချလိုက်တယ်။အပြင်ကလူကတကားလုံးကိုတရက်ဆက်ဆွဲလှဲ့နေတယ်။တကားတစ်ဖက်ကလှုပ်ရှားမှုတွေကိုကျွန်တော်ခံစားလို့ရနေတယ်။လုံကြုံကြီးကကျွန်တော်နားကိုရောက်လာတဲ့အခါမှာတော့တကားလက်ကင်ဘူးကငြိမ်သက်သွားခဲ့ပါပြီ။ကျွန်တော်ဒီအကြောင်းကိုပြောတဲ့အခါမှာ လုံချုံရည်တွေကကျွန်တော်စကားကိုဘာလို့အလေးနဲ့မထားလဲဆိုတာလုံးဝနားမလည်နိုင်ခဲ့ပါဘူး CCTV မှတ်တမ်းကိုပြန်ကြည့်မှပဲသူတို့ဘာလို့ကျွန်တော်မယုံလဲဆိုတာနားလည်သွားခဲ့ပါတယ်ဗီဒီယိုမှတ်တမ်းမှာကျွန်တော်ကလွင်ဘာဆိုဘာမှမရှိပါဘူးကျွန်တော်ကို print လုပ်နေကြတာလို့ထင်ခဲ့ပေမဲ့လူတိုင်းကလည်းကျွန်တော်ကသူတို့ကိုအယူလုပ်နေတာလို့ပြန်ထင်နေခဲ့ကြတယ် CCTV ကိုဒုတိယအကြိမ်တေချာပြန်ကြည့်တဲ့အချိန်မှပဲတကားလက်ကင်ဖူးလုံနေတာကိုတတိထားမိခဲ့ကြပါတယ်အဲ့ဒါပြင်ကျွန်တော်ကြောက်ပြီးတော့ အထဲကိုဝင်မပြေးခင်လေးမှာခြံစည်းရိုးလှုပ်သွားတာကိုတတိထားမိခဲ့ကြတယ်။မသိရင်ခြံစည်းရိုးကစောင့်တုံးလိုက်တယ်လို့ပဲ။ဒါမဲ့ခြံစည်းရိုးကိုအပေါက်ဖောက်ထားတာဖျက်ဆီးထားတာမျိုးရှိမနေခဲ့ဘူး။အရိတ်တွေမိโกလုံးတွေအလင်းတွေလှုပ်ရှားမှုတွေလည်းမရှိပါဘူး။အဲ့မှာရှိတဲ့ဘသူကားမှကျွန်တော်တစုံတစ်ခုဖြစ်ပျက်ခဲ့တယ်ဆိုတာဝေမခံခြင်းကြပါဘူး။လောက်အောင်ကြောင်းအမြင်မာတာစိတ်ကူးရင်မိတာကော်ဖီတောက်တာများသွားတာစရတဲ့ဖြစ်နိုင်ခြေရှိတာတွေကိုပဲထင်ကြေးပေးခဲ့ကြတယ် ကျွန်တော်လည်းသူတို့နဲ့ပြိုင်ငင်းမနေတော့ပါဘူး။ဒါမဲ့အဲ့ညတော့ကျွန်တော်ရဲ့တာဝန်ချိန်ပြီးတဲ့အထိဘယ်သူမှနောက်ဖက်တကားကိုထပ်မဖွင့်ကြတော့ပါဘူး။အဲ့ညမှာလှုပ်တဲ့အရင်ဆုံးလုံးချုံကြီးကကျွန်တော်နဲ့အတူတူအလုပ်ဆင်းနေတယ်။အိမ်မပြန်ကလေးမှာသူကချောင်းတစ်ချက်ဟန့်ပြီးတော့ငါအဲ့ဒီမြောက်ဖက်ချမ်းဘယ်တော့မှသဘောမကျဘူး။တယောက်ယောက်ကငါ့ကိုကြည့်နေတယ်လို့ခံစားရတယ်လို့ပြောသွားခဲ့ပါတယ်။ဒါကကျွန်တော်အဲ့ဒီမှာအလုပ်လုပ်ခဲ့တဲ့ကာလတစ်လျှောက် သူဒီလောက်စကားအများကြီးပြောတာပထမဆုံးကြားဘူးတာပါအဲ့တစ်ချက်ကနေပဲသူ့စကားကိုအများကြီးပိုလေးနက်သွားစေပါတယ်ကျွန်တော်အဲ့ဒီမှာနောက်ထပ်9လလောက်အလုပ်ဆက်လုပ်ခဲ့ပေမဲ့ဘာအဖြစ်ပြန်မှထပ်မဖြစ်တော့ပါဘူးအဖက်ကလည်းကျွန်တော်ထပ်မသွားတော့ပါဘူးစစ်လေးတောက်တာကိုဖျက်လိုက်ပြီးတော့နားချိန်ကိုလော်ဘီထဲမှာဒါမှမဟုတ်ရင်လုံးဝကင်မဲ့တင်နေစကားပြောရင်းနဲ့သာကုံဆုံးပါတော့တယ်ဘယ်တော့မှအဲ့တကားကိုလည်းထပ်မသွားတော့ပါဘူးကျွန်တော်စိတ်ကကျွန်တော်ကိုလှည့်စားသွားတယ်ဆိုတာမျိုးလဲထပ်မကြုံရတော့ပါဘူး အဲ့ဒီဖြစ်ပျက်ကလည်းကျွန်တော်စိတ်ကြောင့်မဟုတ်တာတော့သိကြပါတယ်။ကျွန်တော်တကားလက်ကင်ဘူးကိုမကင်တော့တဲ့အချိန်မှာတော့မှလက်ကင်ဘူးကလှုပ်နေတာတသက်ပဲလေ။ဆလန်ကကျမက24နာရီကားရက်နာစကန်ဆက်ဝေးမှာညဘက်အလုပ်လုပ်ပါတယ်။ဂုံရှိတဲ့အလုပ်တော့မဟုတ်ပေမဲ့ စားဝတ်နေရေးကိုတော့ဖြည့်ရှင်းပေးနိုင်ပါတယ်။များသောအားဖြင့်တိတ်ဆိတ်နေတတ်ပါတယ်။အထူးသဖြင့်ကားသမားတွေစားတော့ပြီးတော့ကားပြန်ထွက်သွားတဲ့အချိန်တွေမှာပေါ့။တညတော့ကျမကကောင်တာနောက်မှာနေရင်းနဲ့ပစ္စည်းပစ္စည်းရာတွေရှင်းနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲလူတယောက်ဆိုင်ထဲဝင်လာတယ်။သူကကောင်တာရှေ့မှာမတ်တပ်ရက်ပြီးတော့မန်နူးကိုစိုက်ကြည့်နေခဲ့တယ်။ပြီးတာနဲ့ပဲသူ့အတွက်ဆန်ဒွစ်တစ်ခုလုပ်ပေးဖို့အတွက်ပြောခဲ့တယ်။ကျမလည်းသူပါဆယ်မှားတယ်ထင်ပြီးတော့မှားတာရရင်អော်ပေးဖို့သူ့နာမည်ကိုမေးခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲသူအခြေတိုးလာတယ်။ဒီတော့မှပဲသူ့အင်ဂျင်မှာသွေးတွေစွန်းနေတာသတိထားမိတယ်။သွေးတွေကဂျင်းမောင်းမိမှာပါရွှဲနေပြီးတော့ကြမ်းမြင်ဖို့တဆက်ဆက်ကြနေတယ်။ဆိုင်ထဲမှာလည်းမှောင်နေတာမို့လို့ဘလောက်ထိအခြေအနေဆိုးလဲဆိုတာတန်းပြီးတော့သတိမထားမိခဲ့ဘူး။သွေးကနည်းနည်းလေးလည်းမဟုတ်ပါဘူး။တကိုယ်လုံးမှရွှဲနေတာပါ။ကျမလည်းတခဏတာအေးခဲသွားပါတယ်။သူကနေသူ့နာမည်ကိုသိဖို့မလိုဘူး။ဆန်ဒွစ်ပဲလုပ်ပေးဖို့ပြောခဲ့တယ်။ ကျွန်မလည်းအဲ့လိုတောင်းကြမှာမလို့ကျင်တာနဲ့စိတ်ငြိမ်ထားပြီးတော့တယောက်ယောက်ကိုဒီအကြောင်းဘလို့အတိပေးတာကအကောင်းဆုံးဖြစ်မလဲဆိုတာစဉ်းစားနေမိတယ်။ဆန်ဒွစ်လုံရင်းနဲ့ပဲစိုင်နောက်ဖက်ကိုသွားနိုင်မယ့်အကြောင်းပြချက်ကောင်းကိုစဉ်းစားမိတယ်။ဆလရက်ကုံတော့မှမလို့သွားယူလိုက်အောင်မယ်လို့ပြောရင်းနဲ့သူ့ရဲ့အလုပ်ချိန်မရောက်သေးလို့အေးစေးနားနေတဲ့လုပ်ဖို့ကိုင်မက်ကိုလုံချုံရင်းသွားခေါ်ဖို့အတွက်အချက်ပြလိုက်တယ်။အဲ့လူရဲ့ဆန်ဒွစ်လုပ်ပြီးကနေမှပဲလုံချုံရင်းရဝင်လာခဲ့ပါတယ်။လုံချုံရင်းကစမ်းမြင်ပေါ်ကသွေးစီးကြောင်းနဲ့အဲ့ဒီလူရဲ့အကြည့်ကိုသတိထားမိခဲ့ပါတယ်။ တခုခုအကြီးကျယ်မှားနေပြီဆိုတာထင်ရှားနေပါပြီ။သွေးဆိုးနေတဲ့လူကဒီလိုကိစ္စတွေကိုလှုပ်ပူးတဲ့ပုံပါပဲ။ဒါကြောင့်မဲသူကဆန်ဒွစ်လာယူတယ်လို့မျိုး ဖြည်းဖြည်းမှန်မှန်နဲ့ရှောက်လာခဲ့တာပါ။ဒါမဲ့အနားရောက်တာနဲ့သူကရုတ်တရက်ထွက်ပြေးဖို့အတွက်ပြင်မာတော့တယ်။ချက်ချင်းပဲလုံချုံကြီးကအဲ့လူလက်ကိုဆွဲထားခဲ့ပါတယ်။သွေးဆိုးနေတဲ့လူကလည်းအဖမ်းခံလိုက်ရပြီးတော့စစ်စစ်မင်းမြန်ခံခဲ့ရတယ်။အဲ့ဒီလူကဓာတ်နဲ့ထုတ်ခံထားရတာပါ။ဒါပေမဲ့သွေးပူနေတာမို့လို့ သူဓာတ်နဲ့အထိုးခံထားအမှန်တော့မသိပါဘူးအညာအစောပိုင်းမှာ तू ကလူတယောက်ကိုဓာတ်နဲ့ထိုးတတ်ခဲ့ပြီးတော့ तू လည်းဓာတ်နဲ့ပြန်အထိုးခံရပြီးသွေးထွက်နေတာကိုသတိမထားမိခဲ့ပါဘူးတညာလုံးကားမုံထပြေးနဲ့ဗိုက်စာလို့ဆိုင်ထဲဝင်လာခဲ့တာပါဒါကြောင့်မဲလူတက်ပြီးတော့သွေးဆုံးနေတဲ့အင်ဂျင်နဲ့ဆန်ဒစ်ရွယ်ဖို့ဆိုင်ထဲရောက်လာခဲ့တာပါကျမတို့တော့ညာဆိုင်စင်းရင်နဲ့ဒီလိုကိစ္စမျိုးနဲ့ကြုံရဆုံရတာကိုကြောရှမ်းစရာကောင်းလာပါတယ် က်လန်ချောင်းကျွန်တော်1990ဝင်းချင်းအတတန်ကျောင်းသားဘော်တော့ကကျွန်တော်အဆောက်အအုံလုပ်ငန်းတွေကျန်းပြင်တာတွေစက်ပစ္စည်းပိုင်းဆိုင်ရာတွေမှာအလုပ်လုပ်ခဲ့တယ်။ကျွန်တော်လုပ်ခဲ့တဲ့အလုပ်တစ်ခုကစောက်တော့ဆိုင်တွေဘားတွေဆိုင်တွေပြန်ပြင်တဲ့ project လုပ်တဲ့သူစီမှာဝင်ကူပေးခဲ့တာပါ။မနေ့ပိုင်းတော့ကျွန်တော်ကျောင်းသွားတာပေါ့။အလုပ်ကိုကျောင်းပေးရင်ဒါမှမဟုတ်ရင်ကျောင်းပရက်တွေမှာလုပ်ဖြစ်တယ်။ကျွန်တော်သွားလုပ်တဲ့ project ပိုင်ရှင်ကကျွန်တော်ကိုအလုပ်မှာထားခဲ့ရတာတွေအလုပ်တယောက်တည်းလုပ်ခိုင်းရမှာတွေကိုနေသားမကြဘူး။ ကျွန်တော်မှကားမရှိတော့စနေနေ့ဆိုရင်သူ့ကားနဲ့လာခေါ်ပြီးတော့အလုပ်မှချပေးတယ်။ကျွန်တော်ကတခြားအဖွဲ့တွေနဲ့တွဲမလို့ဖြစ်တာများတယ်။သူတို့ကစကေးရှိပြီးသားတွေလေ။အဲ့တော့ကျွန်တော်ကသူတို့မလာခင်ဖြိုးရမယ့်ဟာတွေဖြိုးထားလိုက်ပါတယ်။သူတို့လာရင်အစင်းသစ်ပြန်ပြေးလို့ရအောင်ပေါ့။ဒီနေ့ပြောမယ့်ကိစ္စဖြစ်လာတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့ဘယ်သွားနေရလဲဆိုတာကျွန်တော်သေချာမကြည့်ထားတာလည်းပါတယ်။လန်တလန်လုံးကျွန်တော်စကားပဲပြောနေခဲ့တယ်။အဲ့တော့ကကားအကြောင်းပြောနေခဲ့တာလားမသိဘူး။စိုက်စင်းမဲ့နေရာကိုရောက်ဖို့တော်တော်ကြကြအောင်မောင်းလာတာ။ နေရာကမိုဟာမီခန္ဓာရနာမှာကျွန်တော်တို့လမ်းမပေါ်ကနေထွက်ပြီးတော့အမြန်လမ်းမပေါ်တက်လိုက်တာတော့သိလိုက်ပါတယ်။ဒါမဲ့ကျွန်တော်ဘယ်မှာအလုံးလုံးရမလဲဆိုတာမသိဘူး။အဲ့နေရာမှာရေပြတ်နေတယ်ဆိုလို့ရေပူးတော့ဆုံဆုံလင်းလင်းထည့်ခဲ့တယ်။နေရာရောက်တော့သူမပြန်ခင် ကျွန်တော်ရဲ့အထုပ်တွေချလိုက်တယ်။သူကတော့သူ့အလုံးလုံးရမယ့်နေရာနောက်တနေရာစီကိုဆက်သွားခဲ့ပါတယ်။ကျွန်တော်အလုပ်က9နာရီ6နာရီလောက်ဆိုပြီးလောက်တယ်ဆိုပြီးတော့ ကျွန်တော်အဲ့ဒီအချိန်ဝင်ချင်လောက်လာပြန်ခေါ်ပါမယ်လို့ပြောသွားခဲ့တယ်။ငါဒီလောက်ပတ်စံပေးထားတာဒီချိန်ပြီးအောင်လို့ဒါသူအမြဲပြောနေကြစကားပဲ။မမြတ်တာဘူးဆိုတာကျွန်တော်လည်းသိတယ်။ကျွန်တော်တို့ကအမြဲတမ်းအချိန်တိကျအောင် လုပ်နေရတာလေ။သူထွက်သွားတော့အလုံးလုံးရမယ့်နေရာမှာကျွန်တော်တယောက်တည်းပဲကျန်ခဲ့တယ်။ကျွန်တော်အဓိကလုပ်ရမယ့်ဟာကအိမ်ထဲရပစ္စည်းတွေ၊ပြိဘောကတွေ၊ကျန်းမြင့်တွေ၊မိဖို့ကြောင့်ရေချိုးကန်အကုန်လုံးကိုဖယ်ဖို့ပါပဲ။ ျွန်တော်တယောက်တည်းညာဘက်ထိလုံနေကြပါပြီးတော့အခုလုံနေတဲ့အချိန်မှာစနေနေ့မနက်ပိုင်းဒါမဲ့အိမ်ပုံစံကြည့်ရတာကြောချမ်းစရာကြီးဟောင်းနွမ်းမှောင်မဲပြီးတော့အေးစိမ့်စိမ့်နဲ့ကြောချမ်းမှုကောင်းတဲ့အေးစိမ့်စိမ့်မျိုးကြီးကျွန်တော်ပုံမှန်တိုင်းပစ္စည်းတွေကိုဖယ်ပါကေးတွေခွာခဲ့ပါတယ်တော်သေးတာအကုန်လုံးကလွယ်လွယ်ကူကူပဲတူနဲ့မိဖို့ကြောင်ထုပြီးတော့ရှင်းတာတနားရီလောက်တော့မကြလိုက်ဘူးတတိယကကျွန်တော်လက်ဆေးဖို့အတွက် ရေတက်တက်ပေးလိုက်ပါတယ်အဲ့ဒါနဲ့လက်ဆေး ကျွန်တော်ပါလာတဲ့ရေဘူးတွေနဲ့ရေတောက်လိုက်နေလာတာညနေဆောင်ရောက်လာခဲ့တယ်။ညနေဆောင်ရောက်တော့ရေဘူးကနောက်ဆုံးတဘူးပဲကျန်တော့ပြီးတော့စားစရာလည်းမရှိတော့ဘူး။တိတ်တော့စိတ်မပူပါဘူး။ကျွန်တော်နောက်နိုင်ပဲလောက်နေလာကြုံပါလေ။ကျွန်တော်လှုပ်တွေပြီးတော့နောက်ဘက်တခြားဖွဲ့အလုပ်လုပ်ရလွယ်အောင်လို့တေချာတန့်ရှိပါလှုပ်ပေးခဲ့ပါတယ်။ကျွန်တော်သွားပြီးတော့အလုပ်လုပ်တဲ့အချိန်တုန်းကနွေရာသီမဟုတ်တော့တဲကန်နာရအဲ့လောက်မပူပါဘူး။ ဒါမဲ့သဲကန်နိုင်ရတဲ့ဟာသိတဲ့အတိုင်းညနေဆောင်လေးအေးလေပါကျွန်တော်အပေါ်ရှဲအင်ကြီးဝှက်ထားပေမဲ့အဲ့ဒါနဲ့အေးတာမတက်တာဘူးတဖြည်းဖြည်းပေါင်လာပြီးတော့ကျွန်တော်ကိုလာကြိုတာလည်းနောက်ကျနေတယ်ကျွန်တော်လုံနိုင်တာဆိုလို့စောက်မှုပဲရှိတယ်အိုက်ခစ်တုံးကတယ်လီဖုန်းခစ်မစားသလိုအိမ်ထဲမှာလည်းရေမီဖုန်းလိုင်းတွေလည်းမရှိပါဘူးကျွန်တော်အိမ်ခေါင်းမိုးပေါ်တက်ပြီးတော့အနီးနားမှာဘာတွေရှိလဲဆိုတာလှမ်းကြည့်လိုက်ပါတယ်အဝေးတစ်နေရာမှာအိမ်လေးတွေတော့ရှိတယ် ဒါမဲ့အိမ်နေကုန်လုံးကမှောင်မဲနေတာပါပဲကျွန်တော်အနီးနားအိမ်နေစီသွားပြီးတော့အကူညီတောင်းဖို့စဉ်းစားသေးတယ်ဒါမဲ့ကားလွတ်သွားမှလည်းစိုးပါသေးတယ်ပြီးတော့အိမ်နေကမှောင်မဲနေတော့လူရှိတဲ့ပုံလည်းမပေါ်ဘူးတဖြည်းဖြည်းမှောင်လာတော့ကျွန်တော်ဘာလုပ်ရမလဲဆိုတာသေချာစဉ်းစားကြည့်တယ်ဒီမှာပဲမနဲ့မိုးလင်းတဲ့အထိနေမလားရှိတဲ့ရေလေးနဲ့အိမ်နေရှိတဲ့ဘက်စီသွားမလားဒါမှမဟုတ်မနဲ့မိုးလင်းမှာအဲ့ဒီအိမ်နေစီသွားရမလားနောက်ဆုံးတော့ကျွန်တော်ဒီမှာပဲနေဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ် ကျွန်တော်ရှိရနေရအောင်ကျွန်တော်တတိယလွဲပြီးတော့ဘယ်သူမှမသိဘူးလေတတိယတခြားသူတွေကိုပြောရင်တော့မသိဘူးအိမ်ကလည်းကျွန်တော်ကိုတနင်္ဂနွေလောက်မှစိတ်ပူမှာသူတို့လည်းကျွန်တော်ဘလောက်ထိလှုပ်လှုပ်လဲဆိုတာသိတယ်လေကျွန်တော်အိမ်ပြန်မလာတာကိုလည်းစိုးရိမ်မနေဘူးညပိုမောင်းလာပေမဲ့ကျွန်တော်မှတမီးလည်းမရှိဘူးမီးပုံလို့ပေါ့ဘာမှရှိမနေဘူးတော်သေးတာလလေးတာနေလို့အဲ့လိုနဲ့ကျွန်တော်အိမ်ထဲကိုပြန်ဝင်နေလိုက်တယ်အိမ်ထဲမှာလည်းဘာပစ္စည်းမှမရှိတော့ပိုကြောက်ဖို့တောင်ကောင်းတယ် ၈နိုင်လောက်ရောက်တော့ကျွန်တော်ပါလာတဲ့ရေဒီယိုလေးကအားကုန်သွားပြီ။အိမ်ထဲကတသားထိုင်ကုန်မှာဒီတိုင်းထိုင်ရင်းနဲ့ကားလာအောင်စောင့်နေရတယ်။လေးတန်းနေနဲ့ထူးခြားတဲ့အတန်တွေတစ်ချက်တစ်ချက်ကြားရပေမဲ့အဝေးကနေအကောင်တကောင်ကောင်အော်နေတယ်လို့ထင်ခဲ့တယ်။တဖြည်းဖြည်းနဲ့ပူပူချမ်းလာပြီးတော့စိတ်တွေကြောင်ချောက်ချားပါဖြစ်လာခဲ့တယ်။ကျွန်တော်လူအရိပ်ဖြတ်ချောက်နေတာကိုမြင်နေရပြီးတော့တယောက်ယောက်တူတူလေးစကားပြောနေတဲ့အတန်ကိုကြားနေရတယ်။ ကျွန်တော်ယူများယူသွားပြီလားဆိုပြီးတော့ထိုင်ကောင်ကနေချပြီးတော့ဟယ်လိုလို့ကောက်အွန်လိုက်ပါတယ်။ကျွန်တော်အွန်လိုက်တဲ့တစ်ဖက်ကပစ္စည်းတစ်ခုခုကျသွားတဲ့အတိုင်းကြားလိုက်ရတယ်။အိမ်ထဲမှာနေရတာကြောချလာတာနဲ့အိမ်ပြန်ထွက်လိုက်တယ်။အဝေးတနေရာကနေလှုပ်ရှားမှုလေးနည်းနည်းကြပါမယ်။ဘာလဲဆိုတာကျွန်တော်တိကျမသိရဘူးဖြစ်နေတယ်။အိမ်ရှိတဲ့တည်းလာကြုံမဲ့နေရာကိုပြေးသွားပြီးတော့တုတ်တချောင်းနဲ့စောင့်နေခဲ့တယ်။ဘသူလာလာကိုကိုကိုကောက်ွယ်ဖို့အသိနေချာနေနေရတယ်။လေအေးရလဲတိုက် ရာသီဥတုကလည်းအေးတော့လှုပ်လှုပ်ရှားရှားကလည်းနေနေရသေးတယ်။မြင်ရတဲ့လောက်ကလည်းဘေးနားပတ်ဝန်းကျင်မှာဘာမှမရှိမနေဘူး။အိမ်ထဲလည်းမဝင်ရတာနဲ့အိမ်ခေါင်းမိုးပေါ်တက်ပြီးတော့ကားလာနေတဲ့အရေးရောင်များရှိမလားဆိုပြီးတော့ကြည့်လိုက်သေးတယ်။ခေါင်းထဲမှာလည်းအတွေးတွေစုံနေပြီ။ဒီသေးကဏ္ဍရမှာအလောင်းတွေလားမြုပ်ကြတာလား။မကောင်းတဲ့အဖွဲတွေရှိရလား။အတန်တန်ကြားတာတော့ကျွန်တော်ရဲ့နှလုံးပြုတ်ကြမတတ်ပဲ။အိမ်ထဲမှာဘယ်သူမှမရှိဘူးဆိုတာသိပေမဲ့ အထင်းကနေအတန်နေကြားနေရတယ်။အိမ်ပြင်းနားကနေကျွန်တော်ဧကန်ထဲကိုချောင်းကြည့်လိုက်သေးတယ်။နိုင်ကြည့်လိုက်တော့စက်တနာကြီးလည်းထိုးနေပြီ။ဒီညတော့တော်တော်ညတာရှိတာပဲလို့တော့မှကျွန်တော်တွေးလိုက်သေးတယ်။မနေ့ရောက်တဲ့အချိန်ကျွန်တော်ဘယ်လိုနေရမလဲဆိုတာမသိတော့ဘူး။ဆက်တနာကြီးလောက်ရောက်တော့ကျွန်တော်မျက်လုံးကျယ်လာခဲ့တယ်။အိမ်ရှိကကားလမ်းမကြီးကိုကြည့်ပြီးတော့ကားတစီစီဖြတ်လာရင်အကူညီတောင်းဖို့ပဲတွေးနေခဲ့တယ်။အဲ့ဒီချိန်တုန်းကကျွန်တော်အိမ်ထဲကိုခဏခဏလှမ်းကြည့်တာအမှတ်မိသေးတယ်။ ိမ်ထဲကနေအတန်ဒီခဏခဏကြားနေရတာဒါကူတော်ကိုကြက်တန်ဆိုပြီးတော့တတိပေးခဲ့တယ်အဲ့ဒီချိန်မှာပဲမိဖို့ကြောင်ထဲကနေဖြတ်လာတဲ့အရေးတခုကိုမြင်လိုက်ရပါတယ်ကျွန်တော်လည်းလန့်ပြီးတော့အိမ်နဲ့ခောက်ခောက်ခွာမှာပြန်နေလိုက်တယ်။သွားနေတဲ့ချိန်မှာကျွန်တော်ပိုက်ချောင်းတစ်ခုနဲ့ခလုတ်တိုက်ပြီးတော့ချော်လဲသွားပါတယ်။ကျွန်တော်ပြန်ထတဲ့အခါမှာတရွတ်ရွတ်ကကျွန်တော်ကိုပြန်တွန်းချတယ်လို့ပဲလဲသွားပြန်တယ်။ရုတ်တရက်မီးလင်းအောင်တစ်ခုကကျွန်တော်စီလာနေခဲ့တယ်။တထေးကဓာတ်မီးတစ်ချောင်းနဲ့ ကျွန်တော်ကျမ်းမြင့်မှာဘာလဲလုပ်နေရလဲဆိုတဲ့အကြည့်နဲ့ကြည့်နေခဲ့တယ်။သူ့ကိုတွေ့တော့ကျွန်တော်အယမ်းပျော်သွားတာပဲစိတ်လည်းမစုဘူး။ဘာဖြစ်တာလဲဆိုပြီးမေးလိုက်သေးတယ်။တတိယနေ့သူတောင်းပန်ချောင်းတခြားတစ်ဖွဲ့ကကျွန်တော်ကိုလာခေါ်မယ်လို့ထင်တာတဲ့။တခြားတစ်ဖွဲ့ကလည်းတတိယပဲပြန်ခေါ်သွားမယ်လို့ထင်နေခဲ့တာ။ညနေတော်တော်နောက်ကျမှဖြိုဖို့အိမ်ဘလောက်လူသေးလဲဆိုတာတိုင်ပင်ကြမှာပဲ။ကျွန်တော်ဘယ်သူမှလာမခေါ်ဘူးဆိုတာအသိလိုက်ရတယ်တဲ့။တတိယတော်တော်အားနာသွားပြီးတော့တနေ့လုံးစာအတွက်သူလစာပေးမယ်လို့ပြောခဲ့တယ်။ အပြန်လမ်းမှာကျွန်တော်အိမ်အเจ้าနဲ့ဘလောက်ကြောက်ဖို့ကောင်းကြောင်းပြောလိုက်သေးတယ်။တတိယသူတို့ကအိမ်အเจ้าမသိဘူးအလုတ်လာအရင် သွားလုပ်လိုက်တာပဲတဲ့။အဲတော့ကကျွန်တော်ပဲခရောင်ခြောက်ချားဖြစ်နေတာလားတော့မသိပါဘူး။ဒါမဲ့ကားမီးရောင်လုံးဝမမြင်မဲနဲ့တတိယဓမီကိုပဲမြင်လိုက်ရတယ်။အဲ့ဒီအချိန်ကစပြီးညဘက်အလုတ်စင်းရင်ဘက်ထရီအပူရေဘူးအပူပိုထဲဖြစ်ပါတော့တယ်။